ရီးမီးယားလိပွဲစဉ်၈နော်ဝက်ဒါဘီလီဗာပူးနဲ့မန်ယူနိုက်တက်အပိုင်း၁ မင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှိုးအနေချိုးသွားရဲကျွန်တော်ခင်ဗျဒီတစ်ပတ်စူပါဆန်နီရဲ့ည10:00နာရီမှာပရိသတ်ကိုလုံးဝဖန်ဆားမဲ့ပွဲကြီးပွဲကောင်းတစ်ပွဲရှိနေပါတယ်အဲပွဲစဉ်ကတော့ Norwich Derby လို့လည်းခေါ်သလို England Derby လို့လည်းတင်စားခေါ်ကြတဲ့ Liverpool နဲ့ Manchester United ပွဲစဉ်ဖြစ်ပါတယ်ကျွန်တော်ဒီပွဲကိုထုံးတိုင်းပဲအပိုင်းနှစ်ပိုင်းခွဲပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်သွားရမယ်ပထမပိုင်းမှာပရိသတ်တည်တည်တိုက်တိုက်တဲ့အချက်လက်တွေနဲ့ key points တွေကိုဆွေးနွေးသုံးသက်မှုလုပ်မှာဖြစ်ပြီး ဒုတိယပိုင်းမှာတော့အာရှရဲ့အကြောပေးမှုတွေနဲ့တူဖြူအပိုင်းချင်းကပ်မှုတွေကိုလုတ်သွားမှာပါ။ဆိုတော့ကျွန်တော်တို့စလိုက်အောင် key points လေးတွေအရင်ဆွဲထုတ်ကြည့်မယ်။ Liverpool တည်ဒီအချိန်မှာဂျင်းတဲ့ချက်သေးကိုရောက်နေတယ်ဗျ။ United လည်းဂျင်းတဲ့ချက်သေးမရအောင်လို့ဆိုတော့ရောက်နေတာပဲ။နှစ်သင်းလုံးကတော့တူတူပဲ။ဒါပေမဲ့မတူညီတာက United အသင်းရဲ့လက်ရှိအခြေအနေနဲ့ Liverpool အသင်းရဲ့လက်ရှိအခြေအနေကျွန်တော်ပြောရရင်လည်းရှုပ်သွားလားမသိဘူး။အခြေအနေတဲ့ဆိုင်ရည်တည်မှုတစ်ခုလို့ပြောရင်ပုံမှန်လိမ့်မယ်။ Liverpool ကပြောင်းရွှေ့ကြီးတွေစံချိန်တင်အမောက်ပမာဏနဲ့သုံးဆွဲထားတဲ့ လက်ရှိချန်ပီယံဖြစ်တဲ့အာရနာစလော့လက်ထက်မှာသုံးပွဲစတိုက်အရှုံးတွေပါတယ်လဲမကြုံခဲ့ရဘူးကစားသမားတစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာနားလည်မှုယူဖို့အတွက်လည်းအချိန်လိုတယ်ဒီစကွတ်ကြီးနဲ့လက်ရှိချန်ပီယံကြီးကဒီလိုအခြေအနေဆိုးမျိုးတွေကြုံတွေ့နေရတာမဖြစ်သင့်ဘူးပေါ့ဗျာဒါကြီးကတော့ယူနိုက်တက်ပိုဖိအားကြီးမှတေးကြတယ်ယူနိုက်တက်ကတော့အသင်းရဲ့ တွင်းရင်းမှာပဲရလက်တွေစိုးတယ်မစိုးဘူးအမြင်မတူညီမှုလေးတွေရှိမယ်သို့တော့ Sergeant Radcliffe ကတော့ရှင်းတယ်ဟူပင် Amorin ကို300တီလောက်ထိစောက်မှာအဲ့အတွက်ကြောင့် United ဖြစ်နေလို့ဖိအားများတာပဲရှိတယ်။ Amorin ကအမခံချက်ကောင်းကောင်းရှိတယ်။ Arnaslo လောက် ီအားမများတာတော့တေးကြတယ်ဗျအဲ့တော့လက်ရှိဟို class ရပါတော့ယူနိုက်တက်ကလီဗာပူးထက်အနည်းငယ်နိုင်ကောင်းနိုင်နိုင်ပေမဲ့ဖီအားကတော့လီဗာပူးထက်ပိုကင်းတယ်ဒီပွဲအတွက်အဓိက key point ရကျွန်တော်အဲ့ဒီအချက်လို့ထင်တယ်လီဗာပူးကမြာရှစ်သုံးပွဲရှုံးထားပြီပြီးရင်လည်းပွဲချက်တပွဲကိုရှင်ဆိုင်ကစားအောင်မယ်ဂျာမနီမြေမှာ Frankfurt ကိုတွားပြီးတော့ Champions League ကစားအောင်မယ် Galatasaray ကိုလည်းအဝေးကွင်းမှာရှုံးပြီးပြီဒီနေ့ရသည် Liverpool ရဲ့အဝေးကွင်းဆွဲဆောင်ရေးကအားရစရာမရှိဘူးတော့ Champions League မှာလည်းဖိအားတွေကြီးနေတယ်အခုသူတို့တွေ့ရမယ့်ပြိုင်ဘက်ကလည်း လက်ရှိအချိန်ယူနိုက်တက်ဘလောက်ပဲမကောင်းမကောင်းယူနိုက်တက်ကလီဗာပူးကိုအမြဲတမ်းလိုလိုတီးထုတ်တဲ့အသင်းတော်အဲ့တော့ကြောင့် current situation မှာလီဗာပူးကတော့နည်းနည်းအသက်ရှူပိုကျက်တယ်လို့ကျွန်တော်ယူဆတယ်နောက်တဲ့တစ်ပိုင်းကတော့တီပီးသားညီကိုတွေ skip သွားလို့တော့ရပါတယ်ဒီနှစ်သင်းကြားရဲက ခံနာခဲ့တဲ့အတိတ်သမိုင်းကြောင်းတွေပြိုင်ဆိုင်မှုပြင်းထန်တဲ့အပိုင်းတွေကိုကျွန်တော်အနေနဲ့ပြန်ပြီးတော့ share ပေးချင်တာပေါ့နော်ကျွန်တော် Norwest Derby လို့ပြောနေမိမယ်အဘရူဘာရုံ Norwest Derby အနောက်မြောက် Derby ဘာကြောင့်အနောက်မြောက် Derby ပြောတာတော့အင်္ဂလန် Derby လို့ဘာကြောင့်ပြောတဲ့တော့စသဖြင့်ပေါ့လေသိကျင်တဲ့သူတွေလည်းရှိပါလိမ့်မယ်ဆိုတော့ဒီနှစ်သင်းအခြေဆိုင်မျိုးတွေက အင်္ဂလန်ရဲ့အနောက်မြောက်ပိုင်းမှာတည်ရှိတယ်။အနောက်မြောက်ပိုင်းကဘောလုံးအင်အားကြီးကလပ်တင်းနှစ်သင်းဖြစ်တယ်။အဲ့အတွက်ကြောင့် Northwest Derby လို့ခေါ်တာ။ဆိုတော့ဘောလုံးတစ်ခုတည်းလားဆိုတော့မဟုတ်ဘူး။ဒီမျိုးနှမျိုးရဲ့ပြိုင်ဆိုင်မှုကအတိတ်သမိုင်းတွေမှာပါအရင်ပြင်းထန်ခဲ့တယ်။ Manchester United စီးပွားရေးမထွန်းကားတဲ့အချိန်ကာလတုန်းက Liverpool ကစတင်ထွန်းကားခဲ့တယ်။ United ကနောက်ပိုင်းမှာအဲ့စိတ်ကဲမျိုးဖြစ်လာတဲ့အချိန် Liverpool ရဲ့စီးပွားရေးကအနေငယ်ညော့သွားတယ်။အဓိကက United ကြောင့်ပေါ့နော်။ Manchester ကြောင့်ပေါ့။အဲ့အတွက်ကြောင့် ဒီမျိုးနှမျိုးဂျားကတချို့တချို့တော့ပြိုင်ဆိုင်မှုတွေကိုဘောလုံးပြိုင်ပွဲထဲမှာပါထည့်ပြီးတော့တမိုင်းဆက်ဆက်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတယ်။တခိတခါယူနိုက်တက်နီးပြအစ်ဖြစ်လာတဲ့ဆာလက်ဆိုအဲစကားပြောခဲ့မှုလေဗာပူးအသင်းကိုတဲ့ဒီအင်္ဂလန်ရဲ့အအောင်မြင်ဆုံးဆိုတဲ့အခန်းကဏ္ဍတစ်ခုထဲကနေသူကစ်ထုတ်ပြစ်မယ်ဆိုတဲ့စကားမျိုးနဲ့ဒါမီဒီယာတွေရှေ့မှာတရားဝင်ထုတ်ပေါ်ဝင်ကြွားခဲ့ဘူးတဲ့အဲ့တို့ကြောင့်ဒီနှစ်သိန်းကြားထဲမှာကျွန်တော်တို့ဖတ်ခဲ့လေ့လာခဲ့သမျှတမိုင်းဆင်လာတဲ့ဒီအတော်လေးကိုပြိုင်ဆိုင်မှုပြင်းထန်မယ်တရှိခွင့် ရခဲ့ပါတယ်။ဒါကဘောလုံးနဲ့မဆိုင်တဲ့ပြင်ပအကြောင်းအရာတွေပေါ့နော်။ဘောလုံးနဲ့ဆိုင်တဲ့အကြောင်းအရာတွေမှာလည်းဒီနှစ်သင်းကဆရာကြီးပဲဗျ။လီဗာပူးဒီပရီးမီးယားလိလို့ နာမည်မပြောင်းခင်အချိန်ကာလမှာစုဖလားအများဆုံးစုကူးခဲ့တဲ့အသင်း Manchester United သည် Premier League လို့နာမည်ပြောင်းပြီးအချိန်ကာလမှာစုဖလားအများဆုံးစုကူးခဲ့တဲ့အသင်းစကားကသက်ပြောရင်တော့ဟာ Premier League က Premier League တသက်အရင်တော့အင်္ဂလိပ်အစ်မြင့်ဖလားအင်္ဂလိပ်အစ်မြင့်ဖလားတသက်ဘာညာစသဖြင့်ပေါ့တိုးတော့တူတူပဲနာမည်ကတော့ပြောင်းနေတချို့ဖလားတွေကနာမည်တွေပြောင်းပြောင်းသွားတာရှိတယ်ဥရောပဖလားတွေဆိုလည်းနာမည်ပြောင်းနေ Domestic Cup တွေထဲမှာလည်းနာမည်ပြောင်းနေဖလားတွေရှိတယ်တိုးတော့ Jibuasan ပြောမယ်ဆိုရင်တော့ Liverpool ကလည်းဒီပြည်တွင်းအစ်မြင့်ဖလားကိုအလုံး20ရထားတယ် Manchester Manchester United ကလည်းအလုံး20ရတာတယ်ဆိုတော့ CIA တွေပေါ့နော်ဒါပေမဲ့ Liverpool ကနည်းနည်းတာသွားတာနည်းနည်းတော့မဟုတ်ဘူးမြင်များတာတယ်လို့ပြောရမှာပေါ့ဥရောပမှာပါအအောင်မြင်ဆုံးအင်္ဂလိပ်ကလပ်အသင်းတစ်သင်းဖြစ် ရက်တည်နေပါတယ်။ဘာကြောင့်လဲဆိုတော့ Champion League လို့ခေါ်တဲ့ဥရောပအဆင့်မြင့်ဆုံးဖလားကို Liverpool တင်းဒီအလုံး6ချိန်တိတိရရှိခဲ့တဲ့အတွက်ကြောင့် Champion League လို့နာမည်ပြောင်းစဉ်အချိန်ကာလတုန်းက၄ချိန်ရတယ် Champion League လို့နာမည်ပြောင်းပြီးအချိန်ကာလမှာ2ချိန်ထက်ရတယ် Manchester United ကတော့ Champion League ကို3ချိန်ရထားတဲ့အတွက်ကြောင့်ဒီဖလားအလုံးပေါင်းရှင်မယ်ဆိုရင်တော့ Liverpool ကအနည်းငယ်တာတယ်သို့တော့တခြားအသင်းတွေနဲ့ပါရှင်မယ်ဆိုရင်ဒီနှစ်သင်းကတော့ Super League အများဆုံးစုခူးနိုင်တဲ့ England ဒေသတွင်း club တွေဖြစ်ပါတယ် ဒီတကြောင်မဲ့ဒီနှစ်သင်းကြားမှာအဲ့လိုဂုံတုဂုံပြိုင်တွေပို့ပြီးတော့များခဲ့တာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီအကျွန်တော်နောက်ထပ်တစ်ပိုင်းဒီနှစ်သင်းကြားတဲ့ဟာလက်ရှိအချက်လက်လေးပေါ့နော်ဘဏ္ဍပွဲကစားထားတဲ့ဘဏ္ဍပွဲနိုင်ထားတဲ့အဝေးကွင်းရလက်စွမ်းဆောင်ရေးအိမ်ကွင်းရလက်စွမ်းဆောင်ရေးစသဖြင့်ပေါ့ဟတ်တူအထိတ်တိုက်တွေ့ဆိုမှုတွေမှာမန်ချက်စတာယူနိုက်တက်ဒီနောက်ဆုံး6ကြိမ်လီဗာပူးကိုတစ်ကြိမ်မှ မနိုင်တော့ဒါပေမဲ့၄ချိန်တည်ကြခဲ့တာလည်းထက်တွားရလိမ့်မယ်အဲ့ဒီနောက်ဆုံး6ချိန်က United ရဲ့အကောင်းဆုံးခင်မဟုတ်တော့ဘူး United ဆုတ်ယုတ်နေတဲ့ခင်ဆုတ်ယုတ်နေတဲ့ခင်မှာတော့၄ချိန်တည်ရအောင်ဆော့ထားတယ်ဘရိုစဉ်းစားကြည့်အတိအကျပြောမယ်ပြီးခဲ့တဲ့ရာသီဒုတိယကြော်တော့က Anfield မှာတူတူတည်ကစားထားတယ်ပထမကြော်တော့က Old Trafford မှာ3-0နဲ့ Liverpool ကနိုင်ထားတယ်ကျွန်တော်ပြီးခဲ့သောတရာသီကြော်ကို switch လိုက်မယ်ဆိုရင်ဒင်းနသိန်းဒီ3ချိန်တွေ့ခဲ့တယ် FA မှာတစ်ချိန် EPL မှာနှစ်ချိန်3ချိန်လုံးတည်ကြထားတယ်အဲ့ဒီ9ချိန်ရဲ့10နှစ်မှာမှာ Liverpool က7-0နဲ့ နိုင်ခဲ့တဲ့အကြိမ်တစ်ကြိမ်ပဲရှိခဲ့အဲ့တော့နောက်ပိုင်းပွဲစဉ်တွေတွေ့ဆုံမှုတွေမှာယူနိုက်တက်ဒီလီဗာပူးကိုကောင်းကောင်းဒုက္ခပေးတဲ့အခြေအနေမှာရှိပါတယ်ဟုတ်ပြီအကျွန်တော်နောက်ထပ်တစ်ချက်ကလီဗာပူးရဲ့အခုနောက်ဆုံးကစားထားတဲ့ပွဲစဉ်6ပွဲရလက်3ပွဲနိုင်ပြီး3ပွဲရှုံးထားတယ်ရှုံးထားတဲ့3ပွဲကနောက်ဆုံးကစားထားတဲ့3ပွဲဖြစ်ပါတယ်လုံးဝဖောင်းကောင်းမနေဘူးဗျအဲ့တို့ကြောင့်လီဗာပူးကယူနိုက်တက်ထက်ပိုဖိအားများတယ်ဂျင်းတဲ့ချက်ထဲရောက်နေတယ်လို့ပြောတာပါယူနိုက်တက်ကတော့အခုနောက်ဆုံးကစားထားတဲ့ပွဲစဉ်6ပွဲမှာ သုံးပွဲနိုင်တပွဲတည်ကြပြီးနှစ်ပွဲရှုံးလာတယ်။ရှုံးတဲ့ပွဲတွေက Brentford နဲ့ Manchester City ကိုရှုံးလာတာထူးခြားတာတစ်ခုရှိတယ်။အဝေးကွင်းရလဒ်တွေလုံးဝမကောင်းဘူး။ဟုတ်ပြီထပ်ပြောမယ် United ရဲ့အဝေးကွင်းရလဒ်အဲ့ဒီအပိုင်းကတော့နည်းနည်း short ရှိတယ် bro ။ဟတ်တူကမှဘလို့ပဲဟိုဂျင်းတဲ့ချက်သေးရအောင် Liverpool ကိုကစားကစားနော်လက်ရှိအဝေးကွင်းဆွမ်းဆောင်ရတော့ United အသင်းလုံးဝလုံးဝအားရစရာမရှိဘူးဗျ။အဝေးကွင်းလေးပွဲဆော့ထားတယ်။တပွဲမှမနိုင်ထားဘူး။နှစ်ပွဲရှုံးပြီးနှစ်ပွဲတည်ကြထားတယ်။တည်ကြထားတဲ့ပွဲတွေကိုကြည့်ပါအောင်။ကျွန်တော် Fulham နဲ့1-1 ကထားလိုက်တော့ crispy down ကို11ပန်နတီနဲ့ရှုံးသွားတယ်။နောက်ရှုံးတဲ့အသင်းတွေကိုကြည့်မယ်ဆိုရင် Man City ကလွဲရင် Brentford ရှုံးတဲ့ရှုံးထိုက်တဲ့ပွဲမဟုတ်ပြ။အဝေးကွင်းမှာ United ရဲ့ယုံကြည်မှုပိုင်းပဲဖြစ်ဖြစ်စွမ်းဆောင်ရည်ပိုင်းပဲဖြစ်ဖြစ်တော်တော်လေး decline ဖြစ်နေတာကိုတွေ့ရပါတယ်။ Liverpool ကတော့အဲ့ဒီအချက်နဲ့လုံးဝ opposite အိမ်ကွင်းမှာဒီနှစ်ဘောလုံးရသည် Ipe Ipe နဲ့တော့နိုင်ထားတယ်။သို့တော့ H6 ပွဲလုံးနိုင်ထားတယ်။သူတို့နိုင်ထားတဲ့အသင်းတွေကိုကြည့်မယ်ဆိုရင် Bournemouth, Arsenal, Atletico, Everton အဲ့ဒီ၄သင်းက share တွေကြီးပဲ။ Southampton အသင်းတွေကိုပဲ2-1ဆိုတဲ့ရလဒ်နဲ့ကပ်ပြီးနိုင်တာ။ Channel ွဲတွေလည်းကတ်နိုင်တယ်ဆိုပေမဲ့အသင်းကောင်းတယ်လီဗာပူးကိုတန်ပြန်ဒုက္ခပေးနိုင်စွမ်းရှိတယ်အသင်းတွေဒီအတွက်ကြောင့်ကိန်းကနဲအချက်လိုက်ရာလီဗာပူးဒီ head to head ဒီနော်နောက်ဆုံး current form တွေမှာ united ကိုရှင်လို့လက်ရှိချိန်တိတ်အဆင်မပြေဘူးဆိုပေမဲ့အိမ်ကွင်းကစားအားကြီးကတော့လုံးဝထင်သာမြင်သာ united အသင်းထက်တာနေအထိုနည်းတူပဲ united ကလည်းအဝေးကွင်း form ကြီးက ထင်သာမြင်သာလွန်းလှအောင်သိုးဝါနေကြော့အပိုင်းတစ်ကိုအနစ်ချုပ်ရမယ်ဆိုရင်ဒီကိန်းနဲ့အချက်လက်တွေနော်ပရိသတ်တည်တည်တိထိုက်တဲ့အချက်လက်တွေမှာယူနိုက်တက်အားသာချက်တချို့ရှိပေမဲ့လီဗာပူးတင်းရဲ့အားသာချက်တွေကလည်းမြောက်များစွာရှိနေပါတယ်ကဲကျွန်တော်တို့အပိုင်းနှစ်ရောက်တဲ့အခါကျရင်အရှအကျော်ပေးမှုတွေနဲ့အတူဗျူအပိုင်းချင်းကတ်မှုတွေကိုဆက်လက်ပြုလုပ်ပါမယ်အခုတော့ခဏနှုတ်ဆက်ပြရသည်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်